ကဲဒီဒီဘေဘီ channel လေးကိုအစင်တဲ့တရှိအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီတီကညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျင့်ပါခြင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါသည်လို့ကျွန်တော်တို့ဒီဒီဘေဘီ channel ကနေပြီးတော့ရှေးဦးပထမသွားစုမုံကောင်းတောင်းပြပါရစေဗျကဲဟုတ်ပြီညီကိုတို့ရဲ့ဒီစီစဉ်လေးကတော့ကျွန်တော်တို့မနက်ဖြန်ည9:00နာရီခွဲမှာရှင်းပြကြစားမယ်ကျွန်တော်တို့ရဲ့ Manchester United နဲ့ Nottingham Forest တို့ရဲ့ပွဲချုပ်ခံမှန်သုံးသက်ချက်စီစဉ်လေးပေါ့နော်ဒါပေမဲ့လည်းဒီစီစဉ်လေးမှာတင်ကိုကျွန်တော်မှတခြားအစီအစဉ်အဲညီကိုတို့တို့ပါသေးရေပေါ့နော်နောက်မှာပေါ့နော် ဲ့ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါလို့မြစ်တာရေးခံပါရစေနော်ကဲဟုတ်ပြီညီကိုတို့ရေဒီပွဲကားတော့ကျွန်တော်တို့ Northern Forest ရဲ့အိမ်ဝင် The City Ground မှာရှင်းပြရင်သားမှာပေါ့နော်ဒိုင်လူးအင်းနေနဲ့ကတော့ကျွန်တော်တို့ The Darren England ပေါ့နော် Darren England ကနေပြီးတော့အဲတောင်ယူကင်တောင်းပါနော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ Brighton နဲ့ ဘွဲကကင်သွားတဲ့ဒိုင်ကတော့ဗျာရိုက်ပေါင်တော့ကျွန်တော်တို့အတင်းကိုပင်နေရီပင်နေရီဆိုတာရားနိုင်ပွဲရရှိအောင်ဗားတောင်ပြန်မကြည့်တဲ့ဒိုင်ဗျာအဲ့တူဒိုင်တို့ကတော့တော်တော်လေးအဲစောင့်မိကဖို့ကောင်းတယ်ပေါ့ဗျာပြောရမယ်ဆိုရင်ကဲဟုတ်ပြီညီကိုလေးဒီစီစဉ်လေးကတော့ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ကအဲဖြစ်နိုင်ပွဲလိုင်းနဲ့လေးကိုအရင်တွားလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်အနေနဲ့ကအဲတစ်ချက်ကြည့်ရမှာကညီကိုရီနော်ဘုဒ္ဓမနေရာပေါ့နော်ဘုဒ္ဓမနေရာကတော့ညီကိုရီအပြောင်းလဲလုံးဝမရှိနိုင်ဘူးကျွန်တော်စင်မီလမန်ပဲစင်မီလမန်ပါဝင်ထားတဲ့၃ဘွယ်လုံးက ဂျာနုံးပြစ်နိုင်ပွဲရထားဖြစ်တဲ့ပြတ်ဒီနေရာကတော့သူ့အတွက်လုံးဝနေရာပဲပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့နောက်တန်း၃ရောင်းနေရာမှာလဲကျွန်တော်တို့ပြောင်းလဲပွဲရမှာရှိဘူးမာတီနက်နေနဲ့ကတော့အသင်းနဲ့ trainee ဆင်းနေပြီဆိုတာတော့မှန်တယ်ပေါ့နော်ညီကိုလေးဒါပေမဲ့လဲကျွန်တော်တို့မာတီနက်နေနဲ့ဒီပွဲမှာဝင်ကစားဖို့ကအဲလုံးဝသူ့နေနဲ့ perfectly တော့မဖြစ်သေးဘူးအဲ့တော့ခါကျတော့နောက်လာတဲ့လောက်မှာပဲသူ့နေနဲ့ကစားနိုင်လိမ့်မယ်ပေါ့နော်အဲ့တော့ခါကြတော့နောက်တန်း၃ရောက်တန်းမှာတော့ကျွန်တော်တို့ပြောင်းလဲမရှိဘူးကျွန်တော်တို့ဒီလရဲ့ရိုးရိုးရဲ့ကျွန်တော်တို့အဲလူရှောရဲ့ပေါ့နော် အဲ့၃ယောက်ပဲကျွန်တော်တို့မြင်ရမယ်ကျွန်တော်တို့ဟုတ်ပြီ DM နဲ့ DMF DMF နေရာမှာတော့ကျွန်တော်တို့ Bruno Fernandes နဲ့ကျွန်တော်တို့ Casemiro ကိုပဲအတွဲကိုပဲမြင်ရလိမ့်မယ်လို့ထင်တယ်ကဲဟုတ်ပြီကျွန်တော်တို့အဲ right wing ပေါ့နော် right wing မှာတော့ကျွန်တော်တို့ Armat ကိုသုံးမယ်ဟုတ်ပြီညီကိုရေဒီနေရာမှာကျွန်တော်အနေနဲ့ကတော့ left wing ပေါ့နော် left wing မှာတစ်ချက်ပြောပြရရှိတာကအဲကျွန်တော်အနေနဲ့ကတော့ဒီနေရာမှာ Doku ကိုသုံးထားရပေါ့နော်အဲချွန်ညီကိုရေလည်းကျွန်တော်တို့အားလုံးကိုသုံးနေခြင်းလိမ့်မယ်ပေါ့နော် ဒါပေမဲ့လည်းကျွန်တော်တို့အသင်းကဒီပွဲကအဝေးကွင်းတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ Nottingham Forest ရဲ့လက်ရှိအခြေအနေရကကျွန်တော်တို့အနေနဲ့ကဒူကူရဲ့အဲတူအားယုံအားလေးနဲ့ဆိုရင်ပူပြီးအဆင်ပြေမလားပေါ့နော်ကျွန်တော်ရဲ့ဒါကတော့အဲကျွန်တော်တူးတယောက်ထဲရဲ့အမြင်ကကျွန်တော်ကဒူကူကိုထည့်ပေးထားတယ်ဒီနားလေးမှာပေါ့နော်ကျွန်တော်ဟုတ်ပြီကျွန်တော်တို့ရှေ့တန်း၃ယောက်ကိုသွားမယ်ပေါ့နော်ကျွန်တော်တို့ဒီ၃ယောက်ကတော့လုံးဝပြောင်းလဲခြင်းရှိမှာမဟုတ်ဘူးကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲမယ်ဆင်မောင်းနေတဲ့ကလည်းဒဏ်ရာရထားဖြစ်တဲ့အတွက်ကျွန်တော်တို့ Cisco ကုညာအဘူမိုအတွဲကိုပဲကျွန်တော်ဒီပြအမိုရီနေနဲ့ခင်းချင်းလာဘူးများတယ်ပေါ့เนาะဒီအတွဲပါပဲညီကိုတွေเนาะကဲဟုတ်ပြီညီကိုတွေအဲ့ဆိုရင်ကျွန်တော်တို့ဒီနှစ်သိန်းရဲ့ထိတ်တိုက်တွဲဆုံမှုလေးတွေကိုကျွန်တော်တို့တစ်ချက်သွားကြည့်အောင်ပေါ့เนาะကဲဒီနှစ်သိန်းရဲ့ထိတ်တိုက်တွဲဆုံမှုကတော့ညီကိုတွေเนาะကျွန်တော်တို့စုစုပေါင်းဆိုရင်ကျွန်တော်ပရီးမီးယားလိတီးတန်းဆိုရင်เนาะကျွန်တော်တို့စုစုပေါင်း14ချိန်အထိကိုသူတို့ကတွေးထားဘူးလေကျွန်တော် Nottingham Forest Manchester United ကပေါ့เนาะ Manchester United ကအဲ့14ချိန်မှာ7ပွဲအထိနိုင်ထားတယ် ်နော်တင်ဟန်ဖောရက်ကသုံးပွဲနိုင်တယ်ဗောနော်တရီလုံးဝမရှိဘူးညီကိုရေနော်တရီလုံးဝမရှိဘူးပြည်ရလိမှာဗောနော်ကဲဟုတ်ပြီညီကိုရေအဲ့ဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်ရမှာကအဲသူတို့ရဲ့ဟိုးတူတယ်ဗောနော်လုံးဝသူတို့ဟိုတခြားဖလားပွဲတွေရောအပါဝင်ဆိုရင်တော့စုစုပိုင်းတမိုင်းတစ်လျှောက်မှာ133ချိန်ထိတွေ့ထားတယ်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်က52ချိန်နိုင်တယ်နော်တင်ဟန်ဖောရက်က34ချိန်ထိနိုင်တယ်တရီကတော့28ချိန်ကြာတယ်ဗောနော် ဒီနေရာမှာတစ်ချက်ပြောရရှိတာကအဲ Nottingham Forest က34ပွဲထိနိုင်တယ်ဆိုတာဟုတ်တယ်ညီကို Nottingham Forest ကဟိုးကျွန်တော်တို့တမိုင်းအစတွေမှာတော်တော်လေးကိုကောင်းနေတင်းပြ Nottingham Forest ကပြောရမယ်ဆိုရင်1988,1990,1980 Champion League ကိုနှစ်ကြိမ်ရဦးတဲ့တင်ကြီးကိုလေ Champion League အဲ့တုန်းကတော့ကျွန်တော်တို့အဲ European Cup လို့ခေါ်တယ်ဗောနော Champion League လို့တော့နာမည်မပြောင်းရသေးဘူးနှစ်နှစ်စတိုက်ကိုသူက တော့တင်ဖော်ရကချန်ပီယံလိရဘူးရဲ့အတင်းကြီးကိုလေနော်အဲ့တော့ခါကျတော့သူ့အနေနဲ့ကအဲ့ရှိမှာတော့တော်တော်လေးအဲကောင်းတဲ့အတင်းလို့ပြောလို့ရရပေါ့နော်အဲနောက်ပိုင်းခစ်တိပြောင်းလာတဲ့အချိန်ကျမှသာနော်တင်ဖော်ရကလည်းနည်းနည်းလေးအဲညီပြပြောင်းလဲကစားသမားပြောင်းလဲတို့အတင်းရဲ့ဘတ်ဂျက်ပေါ့နော်အဲ့အားဒီပုံမှာအခြေခံပြီးတော့တို့အတင်းကနည်းနည်းလေးအဲတန်းစင်းသွားရတာတို့ဘာလို့အဲ့လိုမျိုးလေးနည်းနည်းလေးအဲအတင်းလေးတဲ့ဖြစ်သွားပေါ့နော်အခုချိန်မှာလည်းကျွန်တော်တို့တန်းစင်းစုံနေမှာပေါ့နော်တို့အတင်းကတော့ကဲဟုတ်ပြီညီကိုတို့အဲ့ဆိုရင်ကျွန်တော်တို့တစ်ချက်ပြောမယ်ပေါ့နော် အဲ့ဒါကတော့ကျွန်တော်တို့အတင်းပေါ့နော်ကျွန်တော်တို့အတင်းနေတဲ့ဒီပွဲကိုနိုင်မယ်ဆိုရင်ကျွန်တော်တို့က၄ပွဲသက်တိုက်နိုင်ရရှိမဲ့ပွဲဖြစ်တယ်အဲပြောရမယ်ဆိုရင်ဒါကတော်တော်လေးကိုကျွန်တော်တို့အတင်းတွေအရေးကြီးတဲ့ပွဲဘာလို့လဲဆိုတော့နောက်လာမယ့်ပွဲကကျွန်တော်စပါးအတင်းနေပေါ့နော်စပါးအတင်းနေဖြစ်နေရဖြစ်တဲ့အတွက်ကျွန်တော်အတင်းတွေကဒီပွဲကိုအနိုင်ရမှဖြစ်မယ်နောက်တစ်ခုကကျွန်တော်တို့ကစပါးအတင်းကလည်းကျွန်တော်တို့ဒီတစ်ပတ်မှာကျွန်တော်တို့ချက်စီအတင်းနဲ့ရှင်ပြိုင်ကြရမယ်မန်စီးတီးအတင်းကလည်းတကယ်ထိတ်တန်းပါပေါ့နော်ထိတ်က ူ့ရဲ့အထက်မှာဆိုကျွန်တော်ဘုံမောက်တို့ပါလို့ဒီနှစ်တော်တော်ကောင်းတယ်ပေါ့နော်ဘုံမောက်နဲ့ရှင်ပြိုင်ကစားရမယ်လီဗာပူးကလည်းအက်စတွန်ဗီလာနဲ့ရှင်ပြိုင်ကစားရမယ်အဲ့တော့ခါကျတော့ကျွန်တော်ယူနိုက်တက်ကသူတို့တွေနဲ့ရှင်ရင်အဲ့အသင်းတွေနဲ့ရှင်ကျွန်တော်အသင်းအနေနဲ့ကလုံးဝပွဲချောင်တယ်လို့ပြောရမယ်ညီကိုရနော်အဲလောလောဆယ်မှာဆိုရင်ကျွန်တော် Nottingham Forest ကညီကိုရအဆင်၁၈နေရာမှာယက်တိနေတဲ့အသင်းတပွဲပဲနိုင်ထားသေးတယ်နှစ်ပွဲသေးကြတယ်6ပွဲထီကိုရှုံးထားတဲ့အတင်ရာကူက9ကူပေးကူက18ကူတိရှိထားတဲ့အတင်တော့ရမှတ်9မှတ်ပဲရထားတယ်အဲ့တော့ခါကျတော့ကျွန်တော်တို့အတင်းအနေနဲ့က တော်တော်လေးကိုပွဲချောင်နေရပေါ့နော်ကဲဟုတ်ပြီသူတို့တွေ့နေတဲ့အသင်းတွေကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင်လည်းသူတို့တွေကအဲပြောရမယ်ဆိုရင်ဗျာချက်စီတို့စပါတို့ဘာလို့ဆိုတာကကျွန်တော်တို့အနေနဲ့ကသူတို့ထိတ်တိုက်တွေ့ပြီဆိုရင်တသင်းအသင်းမဟုတ်တရေကြရင်လည်းကျွန်တော်တို့တော့ကအခွင့်အရေးကောင်းပဲတသင်းသင်းရှုံးသွားရင်လည်းကျွန်တော်တို့တော့ကအခွင့်အရေးကောင်းပဲကျွန်တော်အသင်းအနေနဲ့ပြောရမယ်ဆိုစရာထိတ်ကိုတက်နိုင်မဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့အသင်းက1 2 4လောက်ထိကိုအသာလေးမှန်းလို့ရတယ်ဒီဘက်ကနိုင်ပြောချင်တာက1 2 3လောက်ထိဗျာ 3လောက်ထိရောင်းနိုင်တယ်ဒီပွဲကရောင်းအောင်နိုင်လားအဲ့အကြောင်းမလို့ကျွန်တော်တို့အသင်းနေတဲ့ဒီပွဲကကျွန်တော်တို့အသင်းတော်ကလုံးဝပြောရမဆိုရင်အာပြောရမဆိုပစ်ချာလေးဒီပွဲကို focus ထည့်ပြီးတော့တခြားဆော့ရမယ့်ပွဲပေါ့နော်ကြဟုတ်ပြီညီကိုတွေနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီဒီကျွန်တော်အခုဒီပုံမှာဆိုရင်ကျွန်တော်တမ်းပြီးပါဆိုကျွန်တော်တုံးထားတဲ့ကျွန်တော်တို့ gift white ပေါ့နော် Vulcan gift white ပေါ့နော် သူ့ပုံကိုဘာလို့ကျွန်တော်တုံးထားလဲဆိုအကြောင်းရင်းရှိရပေါ့နော်သူကပွဲမတိုင်ခင်မှာကိုကျွန်တော် United ကိုပြောရမယ်ဆိုရင်ချီးကျူးထားတယ်ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တစ်ချက်ညီကိုတွေကိုပြန်ပြီးတော့ share ရင်းလုပ်ပေးမယ်ဟုတ်ပြီကျွန်တော် United အသင်းကတဲ့ပြီးခဲ့တဲ့၄ငါးပွဲမှာ Manchester United ဘလို့ကစားနေရဆိုတာကိုအဲမင်းတို့တွေမြင်တွေ့ရလိမ့်မယ်ပေါ့နော်သူကနေပြောအဲ့ဒါကကျွန်တော်တို့အဲပြောရမယ်ဆိုရင်ကျွန်တော်တို့ခုကျွန်တော်တို့ရဲ့ကျွန်တော်နဲ့ရှင်ပြိုင်ကစားမယ်ပြိုင်ဘက်ကစားသမားကကျွန်တော်ကိုအသင်းကိုချီးကျူးထားတာနော်ညီကို ပြောခါကြတော့ Manchester United ကသူတို့လက်ရှိမှာပေါ့သူတို့ရဲ့စိတ်သက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသူတို့အသင်းရဲ့အမှတ်တံဆိပ်ဒီ logo ပေါ်မှာပေးဆက်လို့တဲ့စိတ်တွေအသင်းသားတွေမှာတော်တော်လေးကိုပြင်းပြနေတာမင်းတို့တွေ့ရလိမ့်မယ်တဲ့နောက်တစ်ခုကဒီလိုပြန်မြင်ရတာကလည်းလုံးဝမယုံနိုင်ကြပါပဲတဲ့နောက်တစ်ခုက Premier League တိုင်ပွဲကြီးကလည်းဒီလို Manchester United ကိုတတိယလွမ်းဆွတ်နေတယ်ဆိုတာကတော့အမ်လုံးဝမလွဲဘူးပေါ့ပြောချင်တာညီကအဲ့တော့ခါကြတော့ အဲဒီဘဲကကျွန်တော်တို့ United ကိုအမွှန်းတင်ထားတာဖြစ်တဲ့အတွက်ဒီဘဲရဲ့ပုံကိုကျွန်တော်တုံးပေးထားတာပေါ့နော်ကြည့်ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ United တင်းနေတဲ့ဒီပွဲကျွန်တော်ရှိမှပြောခဲ့တယ်လို့ပဲဒီပွဲသာအနိုင်ရရှိမယ်ဆိုကျွန်တော်တို့အတင်းကအဆင့်3လောက်ထိကိုရောက်မှဖြစ်တဲ့အတွက်ကျွန်တော်တို့အတင်းနေလည်းကဘိုလ်လူပွဲတစ်ဖွဲ့ကိုကစားရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အဲဒီပွဲမတိုင်ခင်လီဗျာ MO ရင်းရဲ့ interview တစ်ခုမှပြောထားတာဆိုရင်လည်းကျွန်တော်တို့ United အတင်းကသူ့အနေနဲ့ကဗျာပြောချင်တာက तू အတင်း manager ဘဝကနေပြီးတော့ပြုတ်သွားမှာသူလုံးဝမကြောက်ဘူး အသင်းအနိုင်မရမှာဘယ်ကြောက်တာအဲအဲ့အကြောင်းမလို့ तू ကဒီကလပ်မှာ तू ရှိနေရတာကို तू ကြိုက်တယ်ဆိုတဲ့အချက်ကအဲ့ဒါပဲအဓိကပြောချင်တာကညီကိုတို့ရာအသင်းရှုံးတာတွေပါ तू စိတ်ဝင်လာဘူးအဓိကကအသင်း sorry အသင်းရှုံးတာတော့ဖြစ်ကုန် तू အလုတ်ပြုတ်မအောင်မစိုးရိမ်ဘူးအသင်းရှုံးမှာဘယ် तू ကြောက်တယ်ဆိုပြီးတော့ तू ကပြောထားတယ်အဲ့တော့ခါကျတော့ဒီပွဲပေါ်မှာလဲ तू နေနေကလုံးဝဖိဖိစီစီနဲ့ကိုကစားလာမဲ့ပွဲလို့ထင်တယ်ကဲဟုတ်ပြီညီကိုတို့အဲ့ဆိုရင်ကျွန်တော်တို့ဒီပွဲရဲ့ရလက်လေးကိုနည်းနည်းလေးခံမှန်းကြည့်အောင်ပေါ့နော် ဒီပွဲကညီကိုတို့ကျွန်တော်အနေနဲ့ကတော့ Nottingham Forest ကအိမ်ဝင်လည်းဖြစ်တယ်အဲဘာဖြစ်ဖြစ်ကျွန်တော်တို့ United ရဲ့ဒီဂိုးသမားလေးစင်မဲ့လမ်မန်ရဲ့ left wing ကိုယူပြီးယုံကြည်ပြီးတော့ကျွန်တော်အနေနဲ့ clean sheet တော့ရမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ Nottingham Forest အိမ်ဝင်ဖြစ်နေရရဲ့ကျွန်တော်တို့အနေနဲ့ကဂိုးတွေအများကြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးကျွန်တော်တို့အတင်း Z1 Z2 လောင်းနဲ့တော့ကျွန်တော်တို့အတင်းအတတရာလေးတော့နိုင်မယ်လို့ထင်တယ်။ Z1 ကတော့ဖြစ်နိုင်ကြည့်တော့နည်းတယ်ဒီကိုရောက် Z2 ပေါ့နော်။ Z2 ဖြစ်နိုင်ရင်တော့ညီကိုတို့ကကျွန်တော်နဲ့ဂိုးတွေအများကြီးနဲ့နိုင်နေချင်တယ်ပေါ့နော်ဒါကတော့ဖြစ်နိုင်ရဲ့ရလက်တွေကိုကျွန်တော်နဲ့ခံမှန်းပေးတာကဲဟုတ်ပြီညီကိုတို့နောက်ဆုံးစီးရင်လေးကတော့ဒီဒီဗီဒီယိုလေးရဲ့အောက်မှာပဲကျွန်တော်တို့ United အသင်းရဲ့ပထမပိုင်းပွဲပြီးရလက်ရဲ့ဒုတိယပိုင်းပွဲပြီးရလက်ရဲ့ကိုအမှန်ကန်အောင်ခံမှန်းပြီးတော့ကျွန်တော်လက်ရှိခုဝစ်ထားတဲ့ဂျာစီလေးကိုကျွန်တော်အနေနဲ့ giveaway ပေးသွားမယ်စီးရင်လေးပေါ့နော်ကျွန်တော်ရှေ့မှာလည်းလုပ်ပေးခဲ့တယ်ပေါ့နော်အဲဒုတိယကျွန်တော် Brighton နဲ့ပွဲမှာတော့ဘယ်သူမှတော့မှန်မှန်ငယ်ချင်းမရှိဘူးကဲဟုတ်ပြီညီကိုတို့ရဲ့ အဲဒီဗီဒီယိုလေးရဲ့အောက်မှာပဲကျွန်တော်အနေနဲ့ဒီဂျာစီလေးကို giveaway ပေးမဲ့ဟာလေးကိုထည့်လိုက်ပြီပေါ့နော်။ကြည့်အားကြောင့်မလို့ညီကိုတို့အနေနဲ့အားလုံးဒီဗီဒီယိုလေးကိုကြည့်ရှုတဲ့ညီကိုတွေအားလုံးကန်ဆန်းလို့ရတယ်ပေါ့နော်။ကြည့်အဖြေမှန်တဲ့လူ၄ငယ်ရောက်တိုက်နေရင်တော့ကျွန်တော်အနေနဲ့အရင်ဆုံး comment မှန်းတဲ့သူကိုဦးစားပေးပြီးတော့ရွေးချယ်ပေးသွားမယ်ပေါ့နော်။ကြည့်ဟုတ်ပြီညီကိုတွေကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။ညီကိုတို့အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ပါတယ်ပေါ့နော်။ ကျွန်တော်တို့ခုချိန်ဒီအားပေးနေညီကိုအားလုံးကိုလည်းဒီနေရာနေထပ်ပြီးတော့ကျေးဇူးတင်ပေးရပါတယ်ဗျာနော်။ကြည့်ဟုတ်ပြီကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့တော့မမေ့နိုင်အောင်နော်။